ခန္ဓာကိုယ်ခွဲစိတ်ကုသမှုနယ်ပယ်တွင် robot ခွဲစိတ်မှုသည်ကင်ဆာရောဂါရှိသူများကို ကုသရာတွင်တခုတည်းသောပြောင်းလဲမှုကိုခေတ်စေခဲ့သည် robot ခွဲစိတ်မှု၏အကျိုးကျေးဇူးများကဘာတွေလဲ။လာကျင်မှုနယ်ပြီးနှစ်စဉ်ပြောင်းလဲသက်သာခြင်းနှင့်နှစ်စဉ်အလုပ်ပြောင်းလဲဝင်ရောက်ခြင်း။ရှုပ်ထွေးမှုများမရှိဘဲ robot ခွဲစိတ်မှုသည် ကင်ဆာခွဲစိတ်ပြီးနောက်လူနာများကိုပုံမှန်အခြေအနေသို့ပြောင်းလဲရောက်ရှိစေခဲ့သည်။ ကင်ဆာရောဂါရှိသူများအတွက်လိုဘောခွဲစိတ်မှု၏အညွှန်းများကဘာတွေလဲမိမကိုဝင်ဆိုင်ရာကင်ဆာများဖြစ်သောကင်ဆာအနီအကင်းသောကင်ဆာနှင့်လေဘင်းကင်ဆာအစာအိမ်နှင့်ဦးလန်းချောင်းကင်ဆာများဖြစ်သောပူမာကြီးကင်ဆာအစာအိမ်ကင်ဆာနှင့်အသက်ပြတ်ကင်ဆာဂျင်ကောင်းကင်ဆာရှိသူများအတွက်ရိုဘော့ယင်ကောင်းခွဲစိတ်မှုကိုပြုလုပ်နိုင်ပြီးလက်ခံကင်ဆာရှိသူများအတွက်ရိုဘော့နှက်ခမ်းခွဲစိတ်မှုကိုပြုလုပ်နိုင်သည်ရိုဘော့ခွဲစိတ်မှုဆိုဒီမှာ ခွဲစိတ်ဆရာဝန်ကခွဲစိတ်ချင်းဖြစ်ပြီးလူဘောကိုယ်တိုင်မဟုတ်ပါ ခွဲစိတ်ဆရာဝန်ဤလက်များကိုလူနာတဲ့သူတောင်းလဲခြင်းကိုလူဘောမှအဆင့်တူးလို့သည်တကယ်တော့ခွဲစိတ်ဆရာဝန်ကလှုပ်ဆောင်ပြီးလူဘောတာလူနာတဲ့တွင်အတူတူလှုပ်ရှားမှုကိုပြုလုပ်သည်ထို့ကြောင့်ကျွန်ုပ်တို့၏လူနာများအလုံးအတွက်ကင်ဆာဆိုင်ရာခွဲစိတ်မှုတွင်ရူဘောခွဲစိတ်မှုကိုလက်ခံ၍ကောင်းမွန်သောကင်ဆာကုသမှုရလဒ်များနှင့်ကောင်းမွန်သောဘဝအရည်အသွေးကိုရရှိစေကြပါစို့